လူစားလဲမှုမှန်ကန်လို့ဂိုးပြတ်နိုင်ခဲ့တဲ့ Chelsea အားလုံးပဲမင်္ဂလာပါ MN Football News ကနေကြိုဆိုလိုက်ရပါတယ် Chelsea အသင်းကတော့နိုင်ငံတကာပွဲစဉ်တွေအပြီးမှာပထမဆုံးပွဲစဉ်ဖြစ်ကစားခဲ့ရတဲ့ Nottingham Forest အသင်းနဲ့ပွဲစဉ်မှာ၃ဂိုးပြတ်အနိုင်ရရှိခဲ့ပါတယ်ဒီပွဲစဉ်မှာ Chelsea နီးပြ Mariska ကပြီးခဲ့တဲ့ Liverpool အသင်းနဲ့ပွဲစဉ်မှာအနီကပ်ထိခဲ့တာကြောင့်ကွင်းထဲမှာကြီးကြပ်ခွင့်မရခဲ့ပဲပွဲကြည့်စဉ်ကနေသာကြီးကြပ်ခွင့်ရခဲ့ပါတယ် Chelsea အသင်းကပထမပိုင်းမှာအရန်ကစားသမားတွေကိုပွဲထွက်ခဲ့တာကြောင့်အခက်တွေးခဲ့ရပြီး ဂိုးမရှိတင်နဲ့သာပြီးဆုံးခဲ့ရပါတယ်။ဒါပေမဲ့ဒုတိယပိုင်းအစမှာတင်ဂါနာချိုလာဗီယာအန်ဒရီဆန်တိုတို့ကိုထုတ်ပြီးဂစ်တန်ဂီယူကိုင်စီရိုတို့ကိုလူစားလဲခဲ့တာကြောင့်ခြေစွမ်းပြောင်းနေသွားခဲ့ပြီးနော်တီယမ်ဖောရက်စ်အသင်းကိုပြန်လည်ဖိအားပေးလာနိုင်ခဲ့ပါတယ်။ချယ်ဆီအတွင်းနဲ့ဂိုးတွေကိုတော့ပွဲကစားချိန်59မိနစ်မှာအချက်ပေါင်းပွဲတင်52မိနစ်မှာနက်တိုနဲ့ပွဲတင်84မိနစ်မှာအသင်းကောင်းဆောင်ရစ်ဂျိန်းတို့ကသွင်းယူပေးခဲ့ကြပါတယ်။ချယ်ဆီတင်ဟာဒီပွဲအနိုင်ရခဲ့တာကြောင့်ပရီးမီးယားလိရှစ်ပွဲကစားပြီးချိန်မှာ လေးပွဲနိုင်နှစ်ပွဲတည်းနှစ်ပွဲရှုံးရလနဲ့အတူရမတ်၁၄မှတ်ထိရယူနိုင်ခဲ့ပြီလည်းဖြစ်ပါတယ်။